ဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ knowledge တွေမှာ material based တွေဥစားကတော့ decline ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့မလွဲမသွေပြန်ပြီးတော့ကြီးပုံအတွက်ကြိုးရဲ Sharing Gender Perspective in South Asia Environmental Movement ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောဆွေးနွေးခဲ့တဲ့ဒီပွဲမှာအာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာလည်းသဘာဝပတ်ဝန်းကျင်လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့အမျိုးသမီးတွေပါဝင်မှုနည်းသလိုပါဝင်နိုင်အောင်လည်းအခွင့်အရေးတွေနည်းပါးနေတာနဲ့ပတ်သက်ပြီးဒေါခင်မမမျိုးကပါဝင်ဆွေးနွေးခဲ့ပါတယ်။မြန်မာအမျိုးသမီးတွေဟာသဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့ကြားမှာခွဲခြားမှုတွေကြုံတွေ့နေရတာလား။မြန်မာနိုင်ငံမှာရာသီဥတုပြောင်းလဲမှုတွေကြောင့်ကြုံတွေ့နေရတဲ့အခက်အခဲတွေကို အမျိုးသားတွေချက်အမျိုးသမီးတွေကပိုခံစားနေရတယ်လို့မြမကျမ်းမရေးရလိလာရေးသိပ္ပံကျောင်းကဒေါခင်မမမျိုးကပြောဆိုခဲ့ပါတယ်။မြမအမျိုးသမီးတွေအနေနဲ့သဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းမှုအတွက်ကျမ်းမခွဲခြားမှုတွေကြုံတွေ့နေရတဲ့အကြောင်းကိုလည်းအခုလိုပဲရှင်းပြခဲ့ပါတယ်။ တဘာပတ်ဝန်းကျင်ရဲ့ပျက်စီးရွေးမှုများကလည်းအမျိုးသမီးများရဲ့ဘဝများပေါ်မှာဆိုလို့ရှိရင်အမျိုးသားများနဲ့မတူပဲကွဲပြားစွာတက်ရောက်မှုတွေရှိသလိုအမျိုးသမီးများရဲ့ဒီ environmental နဲ့ပတ်သက်တဲ့တာဝန်ယူမှုပေါ့နော်။ညာသွားဖြစ်ဆိုရင်အမျိုးသားများပဲတာဝန်ယူကြရတယ်ဆိုတဲ့အချိန်လေးမှာအမျိုးသမီးများရဲ့တာဝန်ယူမှုတာဝန်ခံမှုတွေကလည်းအများကြီးလိုအပ်တယ်ဆိုတဲ့အကြောင်းအရာတွေတဘာပတ်ဝန်းကျင်ရေးဟာလူသားအလုံးနဲ့ဆက်ဆက်ပြီးတာဝန်ရှိတယ်ဆိုတဲ့အပိုင်းနေနောက်တစ်ခါကျမတို့ရာသီဥတုပြောင်းလဲမှုကြောင့်တက်ရောက်မှုတွေအေး ဒီယာရီဘိုင်းမှာဆိုရင်အမျိုးသားများအမျိုးသမီးများရဲ့အရေးကိစ္စတွေကိုထက်သွင်းစဉ်းစားသင့်တယ်ဆိုတဲ့အပိုင်းလေးတွေပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ဆွေးနွေးပြကြတာဖြစ်ပါတယ် Greenpeace ဖွဲ့ဟာအစိုးရမဟုတ်တဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရင်းနဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပြီးဖိလစ်ပိုင်၊ထိုင်ဝမ်၊အိန္ဒိယ၊အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတို့ကပြည်တွင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အဖွဲ့အစည်းတွေနဲ့အတူကူးပေါင်းလုပ်ကိုင်နေတဲ့အောင်မြင်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အရှိတောင်အရှအဖွဲ့ခွဲအနေနဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ2000ခုနှစ်ကတည်းကအဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒီဆွေးနွေးမှုမှာကြားမမရွေးသဘာဝပတ်ဝန်းကျင်ကိုလေ့လာပြီးထိမ့်သိမ့်တဲ့သလိုစွိုင်းအင်နဲ့ပတ်သက်တဲ့မူဝါဒတွေမှာအမျိုးသမီးကဏ္ဍကိုထည့်သွင်းစဉ်းစားပေးကြဖို့တိုက်တွန်းခဲ့သူက တဝန်းကျင်နဲ့ပတ်သက်လို့အခုဖြစ်နေတဲ့ပတ်ဝန်းကျင်တွေမှာထိခိုက်နိုင်တဲ့ climate change ရဲ့ဆိုးကျိုးတွေပေါ့နော်ဒါဒါတွေကိုကျမတို့အားလုံးနားလည်သင့်ပါတယ်နားလည်မှသာလျှင်ကျမတို့တဦးချင်းတယောက်ချင်းကနေစပြီးတော့ပြောင်းလဲမှုတွေကိုလုပ်ရမှာဖြစ်ပါတယ်ပြီးရခါမှာကျမတို့မှာဒီ policy ဘိုင်းတွေမှာလည်းဒါနဲ့ပတ်သက်လို့ကျမတို့အများကြီးလိုအပ်တာတွေရှိပါတယ်ဥပမာ policy environment policy နဲ့ပတ်သက်လို့ energy policy နဲ့ပတ်သက်လို့အမျိုးသမီးတွေကဏ္ဍကိုထည့်သွင်းစဉ်းစားသင့်ပါတယ် တယ်အမျိုးသမီးတွေကလည်းဒီ policy လုပ်တဲ့အခါမှာပါဝင်ရမယ်ဆိုတာကိုလည်းကျွန်တော်တို့ဒီနေ့နားလည်လိုက်တာဖြစ်ပါတယ်